နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့ငလျင်ဘေးကြောင့်လူပေါင်းများစွာတေချေပြက်စီးခဲ့တဲ့မြန်မာနိုင်ငံကိုအကူအညီပေးဖို့ရောက်ရှိနေတဲ့နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ American Agency USAID ကဝန်ထမ်း၃ဦးကို ထရမ့်အစိုးရကဘလောက်ကနေထုတ်ပယ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဝန်ထမ်းတွေဟာငလျင်တန်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလိုအပ်ချက်တွေကိုလေ့လာဖို့အတွက်မြန်မာနိုင်ငံကိုရောက်ရှိနေခဲ့တာလို့ USAID ရဲ့အကြီးတန်းအရာရှိဟောင်းမာစီယာဝမ်က Rider သတင်းဌာနကိုပြောကြားထားပါတယ်။သူတို့၃ဦးဟာငလျင်ကယ်ဆယ်ရေးအတွက်မန္တလေးမြို့ကိုရောက်ရှိနေတဲ့အချိန်မှာ အလုတ်ထုတ်တဲ့စာကိုလက်ခံရရှိခဲ့တာဖြစ်တယ်လို့ Rider ကဖော်ပြထားပါတယ်။ US8 ဝန်ထမ်း၃ဦးတည်းကတဦးက Washington DC မြို့တော်ကနေထွက်ခွာလာတာဖြစ်ပြီးတော့ကျန်တဲ့၂ဦးကတော့ Manila နဲ့ Bangkok မြို့ကထွက်ခွာလာကြတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။သူတို့၃ဦးဟာငလျင်တန်ခံရတဲ့ဒေသတွေမှာစ조사အလုတ်လုတ်ကိုင်းနေကြပြီးတော့ဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ဒေသခံတွေနဲ့မန္တလေးမြို့ကလမ်းမတွေပေါ်မှာအိတ်ဆက်ပြီးတော့အလုတ်လုတ်ကိုင်းနေကြတဲ့သူတွေဖြစ်တယ်လို့လဲ USA ရဲ့အကြီးတန်းအရာရှိဟောင်း Marcia Wong ကပြောပြထားပါတယ်။ အမေရိကန်အစိုးရဟာမြန်မာငွေလျင်ဘေးအတွက်အမေရိကန်ဒေါ်လာကိုးတန်းနေပါထောက်ပံ့မယ်လို့ကြေညာထားတော်လဲလက်ရှိ Trump အစိုးရရဲ့မူဝါဒတွေကြောင့်မြန်မာငွေလျင်ဘေးကိုအမေရိကန်အစိုးရအနေနဲ့ပြေပြေဝဝကူညီပေးနေတာမျိုးမရှိဘူးလို့ USA ရဲ့အခြေအကဲတွေအပါအဝင်အမေရိကန်အဖွဲ့အစည်း၃ခုကဝေဖန်ထားပါတယ်ဒီဝေဖန်ချက်တွေနဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီး Mike Rubio ညင်းပယ်ခဲ့ပြီးတဲ့နောက်မှာငလျင်စုံတဲကိုရောက်ရှိနေတဲ့ US8 ကဝန်ထမ်းတွေအလုတ်ထုတ်ခံရတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ